ကဲညီကိုရင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ100နဲ့တေးကြပြီးတဲ့ပွဲစဉ်ပြီးမှဆိုရင် Ruben Amorim ပြောတော်တဲ့အကြောင်းအရာတွေရှိရယ်ဆိုတော့ဒီမှာသူပြောတော်တဲ့အကြောင်းအရာတွေကတော့အရင်များရယ်ဗျဒါပေမဲ့ကျွန်တော်အိုက်ထဲမှာကျွန်တော်ကြိုက်တဲ့အချက်တွေကျွန်တော် point out လုပ်ချင်တဲ့အချက်တွေကိုကျွန်တော်ညီကိုရင်နဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ပထမဆုံးအနေနဲ့ဒီ program မှာသူပြောတော့တာဒီဝဟန်းနဲ့ပွဲကအတင်းရဲ့ခြေဆွမ်းရဲ့ရလက်ရင်နဲ့ပတ်သက်ပြီးတော့သူတော်တော်လေးစိတ်ပြတ်မိရပေါ့တော်တော်လေးလည်းဒေါသထွက်မိရသူဒေါသထွက်တယ်ဆိုတာကဒီအတင်းကတည်ကြလို့အမဆုံးရှုံးခဲ့ရတဲ့ခုတည်းကြောင့်မဟုတ်ဘူးကျွန်တော်တို့အတင်းကဒီပွဲကိုကောင်းကောင် control လုပ်ထားနိုင်တယ်အဲ့လို control လုပ်ထားနိုင်ပါရဲ့နဲ့ဗျာတချို့သော moment လေးတွေမှာ slip ဖြစ်ပြီးတော့ပြိုင်ဘက်ကိုဂိုးပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဘက်မှာ result မကောင်းဘူးအမဆုံးရှုံးခဲ့ရတယ်ဆိုတော့အဲ့ဒါအပြင်ကိုမှကျွန်တော်တို့ဒီနောက်ထပ်အခွင့်အရေးတစ်ချိန်မှာဆုံးရှုံးခဲ့ရတယ်ဆိုပြီးသူပြောသွားတယ်ဆိုတော့အခွင့်အရေးက တော့ကျွန်တော်တကယ်ဆုံးရှုံးခဲ့ရပါဗျာဆိုတော့ကျွန်တော်တို့အကုန်လုံးလည်းတည်ပြီးသားဒီပွဲမတိုင်ခင်မှာတခြားအသင်းတွေကျွန်တော်အထက်ကအသင်းတွေအကုန်လုံးအမှတ်ရောက်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်နေဆိုရင်အထက်ကိုအများကြီးတလန်းနိုင်မှာဖြစ်တယ်ဆိုတော့ဒီအခွင့်အရေးကဒီတစ်ချိန်နဲ့တင်ဖြစ်လာတော့မဟုတ်ရှေ့မှာလည်းကျွန်တော် Everton နဲ့ပွဲမတိုင်ခင်ရတယ်ဒါမျိုးအခွင့်အရေးရခဲ့တယ်ဆိုတော့ Everton နဲ့ပွဲမှာလည်းကျွန်တော်တို့အဲ့အခွင့်အရေးကိုအသုံးမချနိုင်မှလည်းရှုံးခဲ့တယ်ဆိုတော့ဒီပွဲမှာလည်းတည်ကြရခဲ့ဆိုတော့ကျွန်တော် United အသင်းရပြန်အခွင့်အရေးနှစ်ချိန်သလုံးကိုဆုံးရှုံးခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ဖြုံးတိပြခဲ့တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကဒီအသင်းရဲ့ခြေစွမ်း consistency မဖြစ်တာ ဲ့ပတ်သက်ပြီးတော့လည်းသူ point out လုပ်သွားတယ်။ဆိုတော့ဒီမှာသူပြောထားတာဗျာကျွန်တော်တို့ Manchester United အတင်းရတချို့သော moment တွေမှာဆိုရင်ကောင်း control လုပ်ထားနိုင်တယ်။ဒါပေမဲ့အဲ့လိုချိန်မျိုးမှာပဲရုတ်တရက်ကျွန်တော်တို့ control ဆုံးရှုံးသွားတယ်ပြီးတော့ကစားသမားတွေရဲ့ industry ကညော့လာတယ်ပြီးတော့တစ်ဖက်သင်းကိုကျွန်တော်တို့အခွင့်အရေးတွေပေးပြီးတော့ကိုသင်းကပဲဒီကို pressure ကိုပြန်ပြီးတော့ယူတဲ့ပုံစံမျိုးသူ point out လုပ်ထားတယ်။ဒီမှာတက်တက်ထက်ဆိုင်ဗျာ player တွေရဲ့ mentality နဲ့ concentration အားနည်းတာတွေကအဓိကဖြစ်နေဆိုပြီးသူ point out လုပ်ထားတယ်။ဆိုတော့သူကတော့သူ့ရဲ့တက်တက်ဆိုတာတဲ့ဆိုင်ရင် player တွေရဲ့ဒီ mentality နဲ့ ် saturation အားနည်းတဲ့အပိုင်းကိုပဲအဓိက point အောင်လုပ်ထားတယ်ဆိုတော့ကျွန်တော်တို့မြင်တော့မြင်ပါရဲ့ဗျာကျွန်တော်အတင်းညဒီဥဆောင်သွားတဲ့အချိန်မှာဂိမ်းမှာကဘာမတွေ convert ဖြစ်တယ်ဒီ standard ရော့သွားတော့တည်ရဲ့ဒါပေမဲ့သူ့ရဲ့ tactic ကလည်းမနေ့ကပွဲကိုကြည့်မယ်ဆိုရင်အကုန်လုံးဟိုအလုပ်ဖြစ်နေတာမျိုးအကုန်လုံးမှန်းနေတာမျိုးတော့မဟုတ်တာတော့သိကြရဲ့ဒါပေမဲ့ तू ကတော့သူ့ရဲ့ tactic တဲ့ဒီ player တွေရဲ့ mentality နဲ့ concentration ရဲ့ပို့အရေးကြီးတဲ့ပုံစံမျိုးကို तू ကပြောသွားတယ် နောက်ထပ်ဒီမှာရိုဘင်အာမော်ရင်းပြောတော်လာသည့်ဝဟန်သင်းရဲ့အတွင်းကိုနဲ့ပတ်သက်ပြီးတော့လေသူတော်တော်လေးစိတ်ပြည့်တယ်ပေါ့နော်စိတ်ပြည့်တယ်ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အတင်းကဂိမ်းကိုအကုန်လုံး control လုပ်ထားနိုင်တယ်ဒါပေမဲ့ဒီ second ball အားနေတာတွေဒီ marking UR တွေအားနေတာတွေကျွန်တော်ဒီဘောက်ထဲမှာကျွန်တော်အတင်းရဲ့ခံစစ်စုံဘောက်ထဲမှာဆိုရင် player တွေရဲ့ reaction response လုပ်တဲ့ reaction ကတော်တော်လေးနှီးကွေရယ်ပေါ့နော်ဆိုတော့အဲအန်ဒီပဲပြိုင်ဘက်ကအခွင့်အရေးရပြီးတော့ goal ပေးရတယ်ဒါတွေကဗျာကျွန်တော်တို့ United အတင်းကစားသမားတွေအနေနဲ့ဒါအမြဲတမ်းမှားတဲ့ basic mistake တွေပေါ့ဆိုတော့ကစားသမားတွေအနေနဲ့အဲအမားတွေကိုရှောင်နိုင်ခဲ့ သင့်တယ်ပေါ့နော်ပြီးတော့ဒီလိုဒီအမားတွေကိုပဲသူဝိငင်ဝိကောက်စိုးရိမ်နေရတယ်ဒါပေမဲ့အဲ့အမားတွေပဲသတိုက်ဖြစ်လာပြီးတော့ဒါအတင်းရဲ့ရလက်တွေမတိမငိမ်ဖြစ်နေရဆိုတာမျိုးသူကပြောသွားတယ်ဆိုတော့ तू ကဒါမားတွေရဲ့ဒီ basic mistake တွေကိုသူကိုယ်တိုင်ကပဲမပြင်ပေးနိုင်တာလားပေါ့နော်ဆိုတော့ तू ကဒီ तू ဒီလိုအမားတွေ United မှာဖြစ်နေကြရှိရဆိုတော့ तू သိရဲ့ ဒီဝိငင်ဝိကောက်လဲသူကိုယ်တိုင်ကလည်းစိုးရိမ်နေရအဲဆိုတော့ तू ကပဲမထည့်ပေးနိုင်တာလား तू ထည့်တာကိုကသမားတွေက on the pit မှာတလဲလောက်တာလားဆိုတော့တကယ်ကိုနားလည်ရခဲ့တယ်ဗျာဆိုတော့ तू ရဲ့ပွဲပြီးပြောစကားတွေမှာဆိုရင်ကျတော့ तू ကတော့ဟိုကသမားတွေရဲ့ဒီ business mistake တွေကိုအမားတွေကိုရှောင်လိုက်ခဲ့တင်တာဆိုပဲ तू အဓိကပြောသွားတယ်နောက်တစ်ခုကဒီအသင်းရဲ့ momentum လောဖြစ်တာနဲ့ပတ်သက်ပြီးတော့လဲ तू ပြောသွားတယ်ဗျာကျွန်တော်တို့အသင်းကဒီပွဲကိုတကူဥဆောင်ပြီးတဲ့အချိန်မှာပွဲရအဂိင်းကိုကျွန်တော်ကဖျက်ရတော့မှာဂိင်းဒါပေမဲ့ကျွန်တော်အသင်းကဘာလုပ်လဲဆိုရင်ကျွန်တော်ရဲ့ကသမားတွေကအချော့ကိုဆင်းတယ် ်ပြီးတော့ဒီ energy level ကလည်းကျလာပြီတကယ်ဆိုရင်ဒီဒုတိယကိုဆက်သွင်းဖို့အတွက်ကျွန်တော်စူးစမ်းရမယ်ဆိုတာမျိုးသူပြောတော့တယ်ဒီမှာတော့တော်တော်လေး confuse ဖြစ်စရာကောင်းတယ်ကျွန်တော်အရင်တော့ထင်တာကကျတော့ဗျာနီးပြရဲ့ plan လို့ထင်တာဒီအနိုင်ကိုတကူရတယ်အဲ့နိုင်ကိုထိမ့်ဖို့စူးစမ်းတာကဒီနီးပြကညွန်ကြထားလို့ထင်တာဒါပေမဲ့အခုသူပြောစကားအရာကျတော့လေသူသူပြောတဲ့ပုံစံတိုင်းဆိုရင် तू ကဒါအဲ့လိုမျိုးမှာကြထားမျိုးမရှိဘူးပေါ့ဆိုတော့ player တွေကကျွန်တော်အရင်နေ့ပွဲတွေမှာတည်းကတော့ကျွန်တော်မြင်ပြီးသားပါ player တွေက ပွဲတစ်ပွဲကိုကျွန်တော်ဥဆောင်ကိုရသွားရင်ပဲဖြစ်ဖြစ်ဂိမ်းကိုကျွန်တော်တို့ဒီလိလုတ်သွားနိုင်တဲ့အချိန်မှာပဲဖြစ်ဖြစ်အဲ့လိုအချိန်မှာဆိုရင်ဗျာကျွန်တော်အတင်းရဲ့ကစားသမားတွေက စတန်ဒတ်တစ်ခုတော့ကျသွားတယ်။ဒါပေမဲ့ဒါဟာ100နဲ့ပွဲမှာမှဖြစ်တာမဟုတ်ဘူးပြ။ကျွန်တော်ရှေ့ရပွဲတွေမှာဆိုရင်လည်းတော့ရောက်ချက်ပြည့်ပဲ။ဒါကြောင့်လည်းကျွန်တော်တို့ဒုတိယပိုင်းတွေမှာဂိုးတွေပြန်ပေးရတဲ့အလေးထားတွေကဖြစ်နေရ။ဆိုတော့ဒီအားနှင်းချက်ကြီးကိုတိတိယက်နဲ့ဟိုမပြင်းနိုင်တာကမပြင်းနိုင်တာဆိုတော့လက်ရှိ तू ပြောတဲ့ပုံစံအရဆိုရင် तू ကတော့အဲ့လိုမျိုး drop back ပြန်လုပ်တယ်ခံစစ်ပိတ်ပြီးတော့ကစားခိုင်းတာမျိုးမဟုတ်ဘူး။ဒါပေမဲ့ကစားနေရဆိုတော့ဘယ်သူမှမှားနိုင်မှာမသိပေမဲ့ပြ။ကျွန်တော်ကျွန်တော်အမြင်ပြောရရင်ဒီ Ruben Amorim နဲ့ကစားမားတွေကြားမှာကိုချီမိုင်းကတခခုတော့လွတ်နေရလို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့အဲ့အရာတွေကိုလည်းကျွန်တော်အမြန်ဆုံးအဖြစ်ရှာတဲ့ ပြီးတော့အဓိကသူဒီမှာအဓိက point အောင်လောက်သွားတာတော့ဗျာကျွန်တော်တို့ဒီ basic message တွေပေါ့နော် basic message တွေကိုကစားသမားတွေထက်ကထက်ကလုပ်တယ်ဆိုတော့အဲ့လိုအဲ့ MR တွေထက်ကထက်ကအကြောင်းပို့လို့ပဲကျွန်တော်တင်းရရလက်တွေမတည်ငြိမ်နေရမတည်ငြိမ်နေရမျိုးလည်းဖြစ်တယ်ပေါ့တော့သူအဓိက point အောင်လောက်သွားတာနောက်တစ်ခုကဒီ bitch chat မေးဖြစ်တာကြီးကတော်တော်ဆိုးရယ်ပေါ့သူရှေ့မှာလည်းပြောပါတယ် bitch chat မေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီတခြားအသင်းတွေအမှတ်ရောက်တဲ့အချိန်မှာကျွန်တော်တို့အရှိကိုအပေါ်တက်နိုင်ရမယ့်အချိန်မှာအခွင့်အရေးမြူနိုင်ဆိုတော့ United အသင်းဆိုတာဗျာအဲ့လိုဟိုကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအဲ့လိုရောက်နိုင်ဖို့ဆိုရင်အခုထပ်ပို့ပြီးစူးစမ်းကြဖို့လို တယ်အခုထပ်ပို့ပြီးတော့ဒီအာယုံဆိုင်ပြီးတော့ကစားနိုင်ဖို့ရလိုတယ်ဒီလိုအခွင့်အရေးတွေခဏခဏလွဲချုံနေရမကောင်းဘူးပေါ့ဒီအခွင့်အရေးတွေကိုဖြုံးတိပြနေရလဲအဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးရူဘင်အာမော်ရင်းကပိုင်အောင်လုပ်သွားတယ်ဆိုတော့ तू ကဒီမီဒီယာရှေ့မှာတော့ဒီလိုမျိုးပဲပြောတော့ပြီးမြဲ तू နောက်ထပ်ထပ်ပြီးတော့ဟင်ပေးတော့တာဆိုတော့ဒီ player တယောက်ချင်းစီနဲ့ဒီ internally သူ disconnect လုပ်မယ်ဆိုတာမျိုးကိုလည်းပြောသွားတယ်ဆိုတော့ dressing room မှာတော့သူ player တယောက်ချင်းစီကိုသူမေးခွန်းထုတ်မယ်ဒီ player တယောက်ချင်းစီနဲ့စကားပြောသွားမယ်အကြောင်းပြောသွားတယ်ဆိုတော့အဲ့ဟာကတော့ဘာတွေဖြစ်လာမလဲဆိုတာကတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ဆိုတော့ဗျာဒီ pre conference တစ်ခုလုံးကိုကြည့်မယ်ဆိုရင်ဗျာ ဟိုကျွန်တော်တို့အရင်မြင်တာလေအပိုင်းကကျတော့ဟိုသူပြောတာတွေရဒီ on the page မှာဖြစ်နေရတာတွေတော်တော်လေးလွဲလာတာကိုတွေ့ရတယ်ဆိုတော့လွဲလာတယ်ဆိုတော့ခုနတကယ်ပဲသူမှာတဲ့အတိုင်းဟိုကစားမောက်တွေ on the page မှာ line မလုပ်နိုင်တာလားဒါမှမဟုတ်သူ့ရဲ့ coaching မိုင်းမှာဆိုရင် तू ဖြစ်နေခြင်းတဲ့ပုံစံကို तू ကိုယ်တိုင်ရပဲကစားမောက်တွေနားလည်အောင်မထည့်နိုင်တာလားဘောတော့ဆိုတော့အရင်ပွဲတော့ကလည်းသူတို့ဒီ၁၆၁၁ရောက်မှာဘယ်လိုကစားရမလဲဆိုတော့ဟို तू ကကောင်းကောင်း ဒါမညွန်ချနိုင်တဲ့အတွက်သူအားနေချက်ပါဆိုပြီးသူကဝင်ခံတယ်ဆိုတော့ဒီဘွဲမှာလည်းအဲ့လိုမျိုးပဲဆိုတော့ဟိုကိုချင်းမိုင်းတစ်ခုခုလွတ်နေရတော့တိတ်ကြရယ်ဆိုတော့ဘာပဲနေနေပြ player တွေက ဒီ standard ကျလာတာတွေကျွန်တော်တို့ဒုတိယပိုင်းမှာဆိုရင်ကျွန်တော်ဒုတိယပိုင်းမှာအနိုင်ရတဲ့ပွဲရာဒီ crystal belly နဲ့တပွဲပဲရှိရဒီနေရာဒီမှာကျွန်တော်ဒုတိယပိုင်းမှာလုံးဝရလက်မကောင်းတာတွေရကျွန်တော်အတင်းကိုအဓိကဒီအထက်ကိုမတက်နိုင်တဲ့အကြောင်းအရာတွေပဲဆိုတော့ဒီအကြောင်းအရာတွေကိုပြင်နိုင်ဖို့ရလို့တယ်ဆိုတော့ဒါက Ruben Amorim preconfront မှာပြောထားတဲ့အကြောင်းအရာတွေပဲဖြစ်တယ်ဆိုတော့ Nico Lee အနေနဲ့ရော Ruben Amorim ပြောထားတဲ့အကြောင်းအရာတွေကိုဘယ်လိုမြင်ကြလဲဆိုတော့ကစားသမားတွေနဲ့သူနယ်ကြားမှာတခုခုတော့လွင်နေရယ်ကျွန်တော်ကတော့ဒီ coaching mind တခုခုလွတ်နေရယ်ဆိုတာမျိုးအဓိကမြင်တယ်ဆိုတော့ Nico Lee ရဲ့အမြင်ကိုလည်းကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါဦး ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်